ယနေ့ကျွန်ုပ်တို့သည် subluxation နှင့် dislocation အကြာချနာချက်အကြောင်းပြောပါမည်။ dislocation ဆိုတာအစ်စ်မှာဖြစ်တဲ့ထိခိုက်မှုတစ်ခုဖြစ်ပြီးအယိုးမျက်နှာပြင်တွေအပြန်အလှန်ထိတွေ့မှုမရှိတဲ့အခြေအနေကိုဆိုလိုပါတယ်။ subluxation ဆိုတာအစ်စ်မှာဖြစ်တဲ့တင်းငယ်တဲ့ထိခိုက်မှုတစ်ခုဖြစ်ပြီးအယိုးမျက်နှာပြင်တွေအပြန်အလှန်ထိတွေ့မှုရှိပေမဲ့အပြန်အလှန်တိကျစွာ alignment မရှိတဲ့အခြေအနေကိုဆိုလိုပါတယ်။ subluxation ရဲ့ယောဂလက္ခဏာတွေကတော့ လူနာမှာရုတ်တရက်လာကျင်မှုရံပြန်းမှုပုံကျက်မှုတွေခစ်လာပါမယ် dislocation ရဲ့ယောဂလက္ခဏာတွေကလည်းစင်တူပါတယ်ဒါပေမဲ့ subluxation နဲ့ dislocation ကြားကကွာခြားချက်ကိုခွဲခြားဖို့အရေးကြီးပါတယ်အကြောင်းကတော့ဒါဟာ dislocation ဖြစ်ရင် အစ်စ်သေးကိုပြန်လည်ထားရမယ်ဆိုတဲ့အရေးကြီးမှုရှိလို့ပါဒါကြောင့်ဒီအတွက်တင့်အနေနဲ့ဆရာဝန်ကိုတွေ့ဆုံဖို့လိုအပ်ပါတယ်ဆရာဝန်ကဒီ dislocation ကိုပြန်လည်ထားပြီးအယိုးမျက်နှာတွင်တွေအပြန်အလှန်ထိတွေ့မှုရှိအောင်ပြုလုပ်ပေးပါမယ် ဒါကိုယိုရှိနဲ့ grade လုပ်ချင်းဖြစ်ယောဂရှာဖွေနိုင်ပြီးဒါဟာ dislocation ဖြစ်ရင်ပြန်လည်ထားပြီးအနေထားမှန်အောင်ပြန်ထားရမယ်။နှစ်ပတ်သူမဟုတ်သုံးပတ်ခန့်အနားယူရပါမယ်။ subluxation ကတော့အနားယူဖို့သူမဟုတ်ခွဲစိတ်မှုမျိုးစုံလိုအပ်မှုမရှိပါဘူး။စေစုတင်ပါတယ်။